မျိုးနာမည်ကမောင်မိုးလင်းလို့ခေါ်တယ်။မောင်မျိုးလင်းလို့မောင်မျိုးမင်းလို့မခေါ်ကြဘူး။မောင်မိုးလင်းလို့ခေါ်ရ။ကျမ်းမာရကြောင့်မျိုးကျမ်းမာရဥမျိုးရရင်သေးသေးသွားပြီဘူးကိုမဆိုင်တာဒါဆိုအစရဲအမှုပညာကိုဘယ်လောက်ချစ်လဲလို့ပြီး AM မိသားစုကအစပြောထားတယ်ငါကိုကိုကိုလည်းချစ်တယ်လူကကိုကိုကိုချစ်ဆုံးလို့ပြောတယ်အဲ့တော့ အဲ့ဒီအတိုင်းပဲတကယ်အိပ်ပြက်ခံအလုပ်တွေလုပ်တော့ဘာဖြစ်လဲဆိုကြောက်ကလဲလဲဟိုကြောက်ကလဲပြီးကစားမှာအပြည့်မထွက်ရအောင်အဲ့တော့ပူတက်ထားတဲ့ခန်းမှန်နေတဲ့နှစ်လောက်ပေါ့အားလုံးနှစ်ခွဲ၃နှစ်လောက်ကြာအဲ့လောက်ပဲအခန်းထဲမှာပဲနေရတယ်ဘယ်မှမသွားရအဲ့လိုမသွားရတဲ့အတွက်ဘာလုပ်လဲဆိုစာတွေဖတ်တယ်ရုပ်ရှင်တွေကြည့်တယ်အဲ့ဒါတွေအားလုံးအနုပညာဝန်စာတွေဖြစ်လာတယ် ဒီကရိုက်တဲ့အချိန်မှာဥယျာဉ်နေမကောင်းနေမကောင်းသေးအပြည့်ဝဒီလိုနေမကောင်းသေးတော့အဲ့လိုစကားပြောလို့ရှိရင်အတန်နေတိုးနေသေးတယ်အဲ့တော့မိုက်ခရိုဖုန်းနဲ့ညွန်ကြားရရဲ့ကွက်မှာဒါပေမဲ့ဥမျိုးကအရာရာကိုကိုယ်တိုင်လုံးမစိတ်တိုင်းကြတော့ဒီရိုက်ကွက်မှာပဲရှိတယ်လူတွေကြားလဲသွားလို့မရအောင်မတ်စာအမြဲတမ်းတတ်ထားတယ်အခုလဲမတ်တက်ထားတယ်နော်လူတွေများအဲမတ်တက်ထားပြီးတော့ဒီကြားထဲမှာပဲအဲ့လိုဟိုနေရတယ်နေပြီးတော့ ဒီကားလေးကိုရိုက်ဖြစ်တာကတော့ producer ကိုရန်ထောင်ယူတာသူဇက်တွေအများကြီးရှိတယ်သူဒီဇက်ကိုရိုက်ချင်တယ်ဆိုတော့ယူတော့အဲအောင်ကြီးကဒါကိုကြိုက်တယ်ကြိုက်တော့အောင်ကြီးကြိုက်ရင်ကဲရိုက်ဆိုတော့အဲ့ဒါနဲ့ရိုက်ဖြစ်သွားတာရိုက်ဖြစ်သွားတော့ဟိုသူကိုနိုင်ကလည်းဒါကိုဘယ်လိုပြောလဲပတ်စံရမယ်လို့ယုံကြည်တယ်ဒါပေမဲ့စင်စာတင်တဲ့အချိန်မှာတော့စင်စာကနေအဲ့လိုပြင်ခိုင်းဖြတ်ခိုင်းဒီကိန်းနာတွေအများကြီးရှိတာပေါ့နော်အများကြီးရှိတော့အဲ့ဒီရတဲ့ပေါင်လေးအတွင်းအကောင်းဆုံးအမျိုးလိုလုပ်ထားတယ်တကယ် original ခြားပြခြင်းနဲ့ ဦးမျိုးရဲ့ဇက်ကဒါမျိုးမဟုတ်ဒီထက်အများကြီးကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါကိုအခုဒီလိုချပြလိုက်ရတဲ့အတွက်ဟောအကောင်းဆုံးဦးမျိုးတို့လောက်ထားတယ်အဲ့အတွက်ပြိဿအနေနဲ့လည်းခြေနဲ့မယ်လို့ထင်ပါတယ်အဲ့တော့နောက်ကားတွေနောက်ကားတွေမှာကတော့ဒီထက်ဒီထက်ပူကောင်းအောင်ပူချူးစားထားပါတယ်ဦးမျိုးနာမည်ကမောင်မိုးလင်းလို့ခေါ်ရတယ်မောင်မျိုးလင်းလို့မောင်မျိုးမင်းလို့မခေါ်ကြဘူးမောင်မိုးလင်းလို့ခေါ်ကြတယ်။ကျမ်းမာရေးကြောင့်မျိုးကျမ်းမာရေးကဦးမျိုးရရင်သိရင်သိသွားပြီ။ဂီကိုမဆိုင်တာ။ ။ဒါဆိုအစရဲအနုပညာကိုဘယ်လောက်ချစ်လဲလို့မေး။အေးရမိသားစုကအစပြောထားတယ်။ငါကိုယ့်ကိုယ်ကိုယ်လည်းချစ်တယ်လို့။သူကကိုယ့်ကိုယ်ချစ်ဆုံးလို့ပြောတယ်။အဲ့တော့အဲ့ဒီအတိုင်းပဲတကယ်အိပ်ပြက်ခံအလုပ်တွေလုပ်တော့ဘာဖြစ်လဲဆိုကြောက်ကလေးလဲ။ကြောက်ကလေးလဲတော့သမီးရဲ့အခုကြောက်ကပေးထားလို့သူဒီလိုသိရှင်လို့ရတယ်။ဆိုအဲ့ဒီအတွက်တော့မဆိုင်ဘူး။ဆိုအခုကဘာလဲဆိုစင်စာကြောက်လို့ပြောရမယ်။ဘာလို့လဲဆိုနေကင်းပဲကြတော့ ူပေးတဲ့လင်းရောင်ပဲကိုရတယ်။မိုးအုံရင်လည်းမိုးအုံတို့ရရတယ်။နေပူရင်လည်းနေပူကြီးကြီးမှရရတယ်။ညကြတော့အဲ့လိုပေါ့။အလင်းရောင်ကကိုကြိုက်တယ်လို့ထိုးလို့ရတယ်။ကိုပိုင်တယ်လေ။ရှစ်ဆက်ပြီးသွားမှာကဥမျိုးဟိုပါပေါ့။ကြောက်ကတ်ဆေးနေရတနစ်ခွဲလောက်။ဒါနောက်ကြောက်ကတ်ဆေးပြီးတော့ဟိုကြောက်ကတ်လဲပြီးကစားမှာအပြည့်မထွက်ရအောင်။အဲ့တော့ပိုးတက်ထားတဲ့ခန်းမှန်နေရတနစ်လောက်ပေါ့။အလုံးနှစ်နှစ်ခွဲသုံးနှစ်လောက်ကြာတယ်။ အဲ့လောက်ပဲအခန်းထဲမှာပဲနေရတယ်ဘယ်မှမသွားရအဲ့လိုမသွားရတဲ့အတွက်ဘာလို့လဲစာတွေဖတ်တယ်ရုပ်ရှင်တွေကြည့်တယ်အဲ့ဒါတွေအားလုံးကအနုပညာဝန်စာတွေဖြစ်လာတယ်အဲ့အနုပညာဝန်စာတွေအခုချိန်နေစာပြီးတော့တစ်ခုချင်းထုတ်သွင်းသွားမှာအဲ့ဒါကြောင့်ကြည့်နောက်ထွက်လာမယ့်ကားတွေကလည်းဝန်စာအပြည့်နဲ့ထွက်လာမယ်လို့ပြောချင်ပါတယ်တော့အသက်ရှင်ကြံနေတဲ့နောက်ပိုင်းပေါ့နောက်ပိုင်းမှာရုပ်ရှင်ဒီလိုစီးပွားရေးရုပ်ရှင်တွေလည်းအများကြီးရိုက်ခဲ့ပြီးပြီးတော့အဲ့လို ရိသတ်တွေလည်းအများကြီးကြီးခဲ့ပြီလို့အကယ်ဒမီစုလည်းရခဲ့ပြီရခဲ့ပြီးတော့အဲ့ဒါတွေရပြီးတဲ့အချိန်မှာနောက်ကျန်တဲ့လက်ကျန်အချိန်ကိုမြို့မှာရှိတဲ့အလုပ်ပြန်နဲ့အကောင်းဆုံးတွေလုပ်ကြပြီးဖြတ်တန်းသွားမယ်လို့စိတ်ကူပါတယ်။ဒါဆိုမြို့သာတည်သွားတယ်ရိုက်ချင်တဲ့ကားတွေကကုန်အောင်မှာမဟုတ်ဘူး။အဲ့ဒီအတွက်ကြောင့်မြို့မတည်ခင်မှာတော့အကောင်းဆုံးတွေရိုက်ပြသွားချင်ပါတယ်။